မြန်မာနိုင်ငံမှာစီးပွားရေးကြဆင်မှုနဲ့လူနေမှုဈေးမြန်မာနေတာကြောင့်လုပ်ငန်းတွေလက်ပတ်နိုင်ခြင်းအားနဲ့ကအလုတ်ကင်ရှားပါနေချိန်မှာပတန်ဆန်းတွေအနေနဲ့အလုတ်ကင်ခွင်လန်းဘလို့ရှိနေလဲမေကွန်းထုတ်မှုတွေရှိနေပါတယ်မြန်မာနိုင်ငံမှာမတန်ဆန်းတွေဟာလုပ်ငန်းခွင်တွေမှာနှိမ့်ချဆက်ဆံခံရမှုရှိသလိုအလုတ်ခန့်လိုသောကုမ္ပဏီတွေနေပါကြောင်းမတန်ဆန်းတွေအနေနဲ့လည်းအလုတ်ကင်ခွင်လန်းအတွက်အသက်မွေးဝမ်းကြောင်းပညာရဲ့တစ်ခုခုတက်မြောက်အောင်တင်စားထားတဲ့ကြောင်းမတန်ဆန်းပရဟိတကြောင့်ဆရာကိုကျော်ထူးကရှင်းနိုင်တဲ့ဌာနကိုပြောပါတယ်ပညာရေးရှင် ဖြစ်ပညာရှင်ဆယ်တန်းအောင်မှာပါညာနေပေါ့နော်အဲ့လိုလက်ခံတာရှိရပေါ့နော်အခုနောက်ပိုင်းကျတော့ကျွန်တော်တို့မတန်ဆောင်းနေတာစူးစမ်းလာလဲညီနေအတွက်အဓိကပေါ့စူးစမ်းစင်သိရှိတာပေါ့နော်စူးစမ်းစင်သိရှိတဲ့အတွက်ကိုတို့ကခေါ်ပြီးတယ်အာဟိုအဓိကကုမ္ပဏီပိုင်းနဲ့ဆိုင်နေဆိုလို့ရင်ကုမ္ပဏီပိုင်းနဲ့ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်ဟိုကုမ္ပဏီပိုင်းမှာမျိုးမျိုးရှိတယ်လေ software ပိုင်းကိုတက်တာလားဒီဟို app ပိုင်းကိုတက်တာလား ဒီ size ရဲ့ဘန်တက်တာလားဆိုတဲ့တွေးအမျိုးရှိတယ်ပြီးရင်ဟိုအဲ့လိုပုံစံမျိုးအမျိုးမျိုးအမျိုးမျိုးနဲ့ခေါ်ကြတာပေါ့နော်အဲ့မဲ့ကိုတက်ထားတဲ့ပုံပေါ်မှာမူတည်ပြီးတော့လေစူးစမ်းစူးစမ်းနေရတယ်ပေါ့နော်အဲ့ဒီအဲ့ဒီတွက်လဲအလောက်ကကျွန်တော်တို့မတန်ဆွမ်းနေအခုနောက်ပိုင်းဆိုရင်တော့အလောက်ကအလောက်ကခွင့်နိုင်ရကြတော့အရင်ကောင်းပါလေခင်ဗျဟုတ်ကဲ့ဟုတ်မတန်ဆွမ်းနေအားလုပ်ငန်းတွင်ဝင်ရောက်နိုင်ဖို့အတွက်အလုပ်တွေခွဲဝေထည့်ပေးရမှာတချို့ကုမ္ပဏီတွေကပညာရည်ချင်းကန့်သက်ချက်ရှိတာကြောင့်အားလုံးကိုအလောက်ကန်ချိတ်ဆက်ပေးဖို့အခက်အခဲတွေရှိကြောင်းမတန်ဆွမ်းတွေကိုတင် जा လေ့ကျင့်ပေးနေတဲ့မြန်မာနိုင်ငံရုံးကွယ် ွဲ AAR ဂျပန်တင်နန်းဆောင်မှာဆရာဦးလွင်မျိုးထွန်းကစီရင်နိုင်တဲ့ရင်ဌာနကိုပြောပါတယ်။ခက်ခဲရတော့အဓိကပါလဲဆိုလို့ရှိရင်ကျွန်တော်ကဒီကုမ္ပဏီလုပ်ငန်းလေးတွေကိုချိတ်ဆက်ပေးတဲ့အခါမှာပညာရည်ချင်းလေးတွေပေါ့နော်။သူတို့ကဆယ်တန်းအောင်လာလို့လေးလိုချင်တယ်။ကျွန်တော်စီမှာကြတော့ဒီဆယ်တန်းအောင်လာလို့လေးရရှိရဖွဲ့ရပြီးသားမျိုးစုံရှိရပေါ့နော်။အဲလိုမျိုးစုံရှိရမှမှာကျွန်တော်ကကြတော့ဒီအလုပ်ကိုင်ချိတ်ဆက်တဲ့အခါမှာကြတော့အကုန်လုံးရရှိချင်တာပေါ့။ဒါပေမဲ့လည်း အဲတချို့ကုမ္ပဏီကကြတော့ဒီအဲ့လိုစံတက်နဲ့တွားတဲ့ခါကျတော့အကုန်လုံးလုပ်ကံချိဆက်ဖို့တော့တကယ်အခက်အခဲလေးတွေရှိတာပေါ့နော်အဲ့လိုအခက်အခဲလေးရှိတယ်ပြီးတဲ့ခါကျတော့ဒီဂျုံသုံး software တွေသင်ပေးတာမျိုးရှိတယ်ဒီ design မှာဆိုလို့ရှိရင် Photoshop တို့ဘာတို့အဲ့လိုမျိုးဟာလေးတို့ကျွန်တော်အခြေခံသင်ပေးတာမျိုးရှိတယ် တချို့ကြတော့လည်းတန်ဆွမ်းမှုများတဲ့အခါကျတော့သူတို့အတွက်ဒီအလုပ်ကံရဖို့ကြတော့နည်းနည်းအခက်အခဲလေးတွေရှိတာပေါ့နော်အဲ့ဒီနော်မိမိတို့တင်စားပေးနေတဲ့မတန်ဆွမ်းចောင်းသားတွေကိုဘလို့အလုပ်မျိုးကိုစိတ်ဝင်စားလဲတယောက်ချင်းမေးမြန်းပြီးအလုပ်ကံရရှိရေးချိတ်ဆက်ပေးတာတွေရှိကြောင်းဆရာဦးလွင်မျိုးထွန်းကပြောပါတယ်ကျွန်တော်ကသူတို့တစ်လတစ်ခါပေါ့နော်ကောင်ဆယ်လင်းဆိုရဲ session လေးရှိတော့သူတို့တယောက်ချင်းညွှန်ပြီးတော့မေးရပေါ့ကျွန်တော်ဒီဘလို့လုပ်ငန်းမျိုးတွေစိတ်ဝင်စားလဲဘလို့မျိုးအလုပ်တွေကိုလုပ်ချင်းလဲပေါ့နော် အလုံးလူလေးတော့ကျွန်တော်တို့ကမေးတယ်သူကဟောကောဆန်နာဆိုတဲ့ကောဆန်နာပေါ့အဲဘန်လုံးငါဆိုတဲ့ဘန်လုံးငါဒါတော့ဒီဆိုင်ဆိုင်လုံးငါဆိုတဲ့ဆိုင်ဆိုင်လုံးငါဒါမဟုတ်ဘူးဒီမီဒီယာလုံးငါဆိုတဲ့မီဒီယာလုံးငါအဲလုံးလူလေးတော့သူတို့ကကြီးတယ်အဲအခါကျရင်ကျွန်တော်တို့အလုပ်ကိုင်ခွင့်ရပေါ်လာရင်အဲလိုတက်ဆိုင်ရနေရာလေးတွေကိုသူတို့ပြောရတဲ့လူအဲလိုပြောရတဲ့လူလေးတွေကိုကျွန်တော်က CV ဖောင်လေးတင်ပြီးတော့ထိဆက်ပေးရမယ်လို့လုပ်တယ်ခင်ဗျ အဲအဂျပန်သင်တန်းကျောင်းဟာစက်ချုပ်သင်တန်းတွေကွန်ပျူတာသင်တန်းတွေသင်ကြားပေးလျက်ရှိသလိုသင်တန်းသားတွေကိုလည်းအလုပ်ကင်တွေရရှိရေးအတွက်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါဗျ။လက်ရှိမြန်မာနိုင်ငံမှာမတန်ဆွမ်းသူတွေရဲ့ဥယျာ85ရာခိုင်နှုန်းဟာအလုပ်လက်မဲ့ဖြစ်ကြောင်းသိရပါဗျ။မတန်ဆွမ်းမှုအုပ်စုအမျိုးအစားတွေမှာကိုယ်အင်ကမတန်ဆွမ်းမှုအမြင်အာရုံမတန်ဆွမ်းမှုအကြားအာရုံမတန်ဆွမ်းမှုအပြောအာရုံမတန်ဆွမ်းမှုဉာဏ်ရည်မတန်ဆွမ်းမှုစိတ်လူမှုပိုင်းဆိုင်ရာမတန်ဆွမ်းမှုတမျိုးထက်ပိုတဲ့မတန်ဆွမ်းမှုတို့ဖြစ်ပါ ပါတယ်။အဲ့ဒီလိုမတန်ဆွမ်းတွေဟာအလုံးလုံးဖို့ဆန္ဒရှိကြသလိုဆွမ်းဆောင်ရည်ရှိကြပေမဲ့လည်းအလုံးရှင်အများစုကအလုံးခန့်အပ်ဖို့စိတ်ဝင်စားမှုအလွန်နှဲကြတဲ့အတွက်အလုံးအကင်အခွင့်အလမ်းတွေနှဲပါလျက်ရှိနေကြပါတယ်။မြန်မာနိုင်ငံမှာမတန်ဆွမ်းသူနှစ်သက်သမ3တန်းရှိပြီးသူတို့ရဲ့မိသားစုဝင်မှာ9တန်းဝန်းကျင်ရှိကြောင်းအစိုးရကထုတ်ပြန်ထားပါတယ်။